ဝိပဿနာတရားအရှုပ်အထုတ်ပြီဆိုလို့ရှိရင်ပရမတရားကိုတွေ့အောင်ရှာဖို့လိုတယ်မတွေ့ဘဲနဲ့အိိဆာဒုက္ခအနတ္တလို့လုံနေတူမရဘူးနော်ကျောဝိပဿနာပွားရဲဆိုအိိဆာအိိဆာလို့မှတ်နေရတယ်မှတ်ပြီးတော့အိိဆာအိိဆာနဲ့မှတ်နေတယ်လို့လည်းရှိတယ်ပရိစိတ်တူစိတ်နေတယ် ဘာကိုအနေဆာမှမသိပဲနဲ့တရားမတွေ့ပဲနဲ့နှုတ်ထဲကရတာကိုယွတ်နေတာမျိုးဒါတရားလို့ပြောတာမဟုတ်ဘူးနော်အဲကြောင့်မို့ကုသဏ္ဏနဲ့မှာတတိဆွမ်းအားတမာတိဆွမ်းအားပညာဆွမ်းအားတွေနဲ့တရားတစ်ခုကိုတွေ့အောင်ရှာဖို့လိုတယ်အရှင်သာရိပုတ္တရာကအဲ့ဒီလိုတရားတွေကို mà con đuổi ông xa là tôi bảo sao cháu miêu rằng tôi đuổi đấy các bạn ấy sao cháu miêu đấy cả sáng ngắn này bắt đầu đấy ngáp miêu tôi mà đi xóa ngã cả lòng đi đuổi cha ngáp miêu rất đông người đuổi đấy rồi đi ăn người đuổi đấy sao ra về xưa đó ngã đi đuổi ăn đấy ထုတော်တည်ရှိတယ်ဘယ်အရာပဲဖြစ်ဖြစ်မသားရဲဆိုလို့ရှိရင်ဆိုင်ဆိုရဲအမတ်သားတစ်ခုရှိတယ်ဘယ်တရားပဲဖြစ်ဖြစ်အမတ်သားလေးတွေရှိတယ်ပါဠိလိုလက္ခဏာလို့ခေါ်တယ်စိတ်ထဲမှာ မလို့ရတယ်လက္ခဏာလို့ဆိုရဲတပါဝါလက္ခဏာတရားတစ်ခုရဲ့တပါဝါကိုအင်ချီအရင်သိအောင်ကြည့်ရမယ်လို့ဆိုလို့ရတယ်အဲ့တော့ဝိပဿနာရှုပြီးဆိုရင်ဘယ်တရားကိုပဲရှုရှုမထဘူးရား လက္ခဏာကို တွေ့အောင်ကြည့်တရားရဲ့လက္ခဏာကိုတွေ့အောင်ကြည့်အဲ့တော့လက္ခဏာကနှမျိုးရှိတယ်တဘာဝလက္ခဏာသမိညာလက္ခဏာလို့လက္ခဏာနှမျိုးရှိတဘာဝလက္ခဏာဆိုတာသဘာဝသူ့ရဲ့ကိုယ်ပိုင်အမှတ်သားလို့ပြောတာ တရားတစ်ခုမှာကိုယ်ပိုင်အမှတ်သားလေးတွေရှိတယ်။အဲ့ဒီအမှတ်သားရှုတော့ကနေပြီးဒီတရားကိုရှာတွေ့တာ။ဥမာမဲ့လူတစ်ယောက်ကို ကြည့်တယ်ဆိုလို့ရှိရင်တခြားစဉ်းစားကြည့်ပေါ့။လူတစ်ယောက်ကို ကြည့်တဲ့အခါမှာကိုယ်မှတ်သားထားတဲ့အမှတ်သားလေးတွေရှိတယ်။ဥမာမဲ့အသားဖြူသလားအသားမဲသလား။အရပ်ပူသလားအရပ်ထွားသလား။ ပိန်သလားဝသလားပြီးတော့ဟမ်ပါမူရလှုပ်ရှားပုံသဘင်ပုံစံထင်ရှားတာတွေပေါ့နော်ဝတ်လာတဲ့အဝတ်အဲ့ဒီအနေစားပြီးဒါဘသူပဲလို့ပြောချတာလေသူရဲ့ကိုပိုင်အမှတ်သားလေးတွေကို characteristic လို့ခေါ်တယ်တဘာဝတရားရဲ့ ကိုယ်ပဲအမှတ်သားလေးတွေရှိတယ်အဲ့ဒီကိုယ်ပဲအမှတ်သားလေးတွေနဲ့ဒီတရားကိုရှာတွေ့ရမယ်ပထမတွေ့တယ်အဲ့ဒါကိုသဘာဝလက္ခဏာလို့ခေါ်တယ်ကိုယ်ပဲအမှတ်သားလေးတွေမတူဘူးသူကတရားတစ်ခုမှအမှတ်သားတစ်ခုရှိတယ်လူတယောက်မှာ ကိုယ်ပိုင်အမှတ်သားလေးတွေရှိတယ်လို့နှုတ်ဆိုလူတွေရောနေမှာပေါ့နော် ရောဘူးလူအုပ်ကြီးတဲ့ကြည်တာဘသူဘသူဘသူနဲ့တိနေကြတာအဲ့တော့သူတို့ကိုယ်ပိုင်အမှတ်သားလေးတွေကိုချိန်ပြီးတော့ပြောနိုင်တာနောက်တစ်ခါတာမင်ညလက္ခဏာဆိုတာအလုံးတူညီတဲ့အမှတ်သားလူအဲ့တော့လူဆိုတဲ့သဘောဟာအလုံးတူညီတဲ့အမှတ်သားရှိကြတယ် တခြားတရားတွေနဲ့မတူပဲနဲ့လူနဲ့တူညီတဲ့မှတ်သားအလုံးတူညီတဲ့မှတ်သားတစ်ခုရှိတယ်။အဲ့ဒီမှတ်သားကို သာမညာလက္ခဏာလို့ခေါ်တယ်။တရားနဲ့ပတ်သက်လာတဲ့အခါကျတော့သာမညာလက္ခဏာဆိုတာဖယ်တရားပဲဖြစ်ဖြစ်မပြဲဘူးမမြဲမှုတွေကအမြဲဒုက္ခပေးနေသည့်အတွက်ကြောင့်ဆင်းရဲတယ်။အဲ့ဒီအရာဟာ ကိုလိုကြတိုင်းဘယ်ဟာမှမဖြစ်လို့နတ္တလို့အနိစ္စဒုက္ခအနတ္တလို့ဆိုတာဟာတဘာဝတရားတိုင်းမှာ ရှိတဲ့အမှတ်သားပဲဖြစ်တယ်အဲ့ဒါကိုသမင်ညလက္ခဏာလို့ခေါ်တယ်သမင်ညဆိုတဲ့အဓိပ္ပာယ်ကတမာနာဘာဝတမာနာဆိုတာတူတယ်တူတဲ့အခြေအနေ တူတဲ့အနေထားအလုံးတူညီတဲ့အနေထားအဲ့ဒါကိုသမညာလက္ခဏာလို့ခေါ်တယ်အဲ့တော့သဘာဝလက္ခဏာဆိုတာတရားတစ်ခုစီတစ်ခုစီရဲ့ကိုယ်ပိုင်သဘာဝလေးတွေကိုပြောတာသမညာလက္ခဏာဆိုတာအလုံးမှာရှိတဲ့အမြဲတဲ့သဘာဝစိရတဲ့သဘာဝကိုမပိုင်တဲ့သဘာဝအဲ့ဒါလေးတွေကိုသမညာလက္ခဏာ အဲ့တော့ဝိပဿနာလုပ်ငန်းစပြီဆိုရင်သဘာဝလက္ခဏာစသဘာဝလက္ခဏာကိုပိုင်ပိုင်နဲ့နဲ့ကြည့်ရင်ကနေပြီးတော့အသိဉာဏ်ရင်းလာတဲ့အခါမှာတာမဉ္ဇလက္ခဏာထိအောင်သူကသဘောပေါက်လာတယ်ကြည့်လာတိုးပြီးသိသွားတယ်လို့ဆိုလိုတယ်နော်ပရမသိတာတော့သဘာဝလက္ခဏာကိုသိတာပဲသိရင်သိရင်ကနေပြီးတော့အသိဉာဏ်ပွင့်လာတဲ့အခါကျတော့တာမဉ္ဇလက္ခဏာကသိသွားတယ် အဲ့ဒါကိုလက္ခဏာသုံးမှတင်၍ဝိပဿနာရှုတယ်ဆိုလက္ခဏာသုံးမျိုးတင်၍ဝိပဿနာရှုတယ်ဆိုအိဋ္ဌဒုက္ခအနတ္တအဲ့မှာလည်းပဲကိုအာယုံပြုတာမမြဲတာကိုကိုစိတ်ထဲမှာထင်ရှားရင်လည်းမမြဲတာနေကြည့်တာဒုက္ခရောက်နေတာကိုစဉ်းစားလို့ရှိရင်လည်းဒုက္ခလက္ခဏာရှုအစဉ်တိုင်းရှုရမယ်လို့တော့ပြောတာတော့မဟုတ်ဘူးတချို့ကြဒုက္ခလက္ခဏာကနေသွားတာ ုကလက္ခဏာကနေအနတ္တကိုရှုတာတချို့ကြတော့အိိဆာနေပြီးတော့အနတ္တကိုရှုတာတော့တခုတွေ့လို့ရှိရင်တော့လေဇန်နဲ့သုံးခုလို့ဟာတွေ့ပြီးသားလို့ဖြစ်သွားတာတည်းဘယ်ပဲမြင်မြင်ဒီသုံးခုကဆက်ဆက်နေတယ်အဲ့တော့ဝိပဿနာရှုပြီဆိုတဲ့အခါမှာ ပထမသဘာဝလက္ခဏာကို ရှုရမယ်သဘာဝလက္ခဏာရှုခြင်းဟာတရားကိုရှာတွေ့ခြင်းပဲဖြစ်တယ်။သဘာဝလက္ခဏာရှုခြင်းကဝိပဿနာလမ်းကြောင်းပေါ်ရောက်ခြင်းဖြစ်တယ်။အဲ့တော့သဘာဝလက္ခဏာရှုတဲ့အချိန်မှာဝိပဿနာမခေါ်သေးဘူးလားလို့ဆိုအနေဆံဒုက္ခအနတ္တမြင်မှဝိပဿနာလို့ခေါ်မယ်ဆိုရင်ဝိပဿနာဉာဏ်မဖြစ်သေးဘူးလို့ပြောရမှာအချိန်နော် <laughs> သဘာဝလက္ခဏာကိုသိတာကိုဘာလို့ခေါ်တော့ဆိုနာမရူပပြိစေရညာလို့ခေါ်တယ်ဝိပဿနာဉာဏ်စင်နေမှမပါသေးဘူးသူဝိပဿနာဉာဏ်ကသမထနာဉာဏ်ကနေစပြောတာအဲ့တော့သဘာဝလက္ခဏာကို တွေ့ပြီးတော့တရောဆိုရက်အတွေးတွေအထင်တွေပျောက်သွားပြီဆိုလို့ရှိရင်တော့ဒါနာမရူပပြိစေရညာ တရားဆိုတာမရှိဘူးယုံနဲ့နဲ့မျိုးတည်းပဲရှိတယ်လို့ဆုံးဖြတ်ချက်ချနိုင်လောက်အောင်သိသွားရင်နာမရူပပြိစိရာကြောင့်လို့ခေါ်တယ်။အဲ့ဒီနန်းနဲ့ယုံနှစ်ခုစလုံးဟာဆိုင်ရဆိုင်ရအကြောင်းတွေကြောင့်ဖြစ်တယ်လို့အကြောင်းမှသိတဲ့အခါကျတော့ပြိစိယပြိကညာလို့ခေါ်တယ်။အဲ့ဒီနှစ်ခုဟာဝိပဿနာညာလို့ခေါ်ရင်လည်းပဲအခြေခံအနေနဲ့ခေါ်လို့ရတယ်။သို့တော့ဝိပဿနာညာမဟုတ်သေးဘူးသူတို့ကြ ဒါကြောင့်ဝိပဿနာရဲ့ foundation လို့ပြောအောင်အစာဦးဆောက်တဲ့အခါမှာ foundation ချရတယ်အဲ့ဒီ foundation ကိုအစာဦးလို့ခေါ်ခြင်းခေါ်မခေါ်ခြင်းနဲ့ရတယ်ကြီးကြီးတဲ့မှာဒီတိုင်းခိုင်မအောင်ချတာပဲရှိသူပပရင်တော့အထက်တက်လို့ရပါမဟုတ်ဘူးအဲ့တော့ဝိပဿနာရဲ့ foundation ဆိုတာခုနနမရူပပြိစေရာညာရဲ့ ပိစ္ဆပရိကညာယေနမရူပပရိစ္ဆေရညာဆိုတာသဘာဝလက္ခဏာရှုတော့ကနေတရားကိုတွေ့တာရှုံးတဲ့နံကွဲသွားတာသဘာဝတရားကိုစိုက်ထီတာအဲ့ဒီမှာနေသဒုက္ခအနတ္တမသိသေးဘူးအဲ့ဒီသဘာဝတရားရဲ့အကြောင်းကိုသိတာကြတော့ပိစ္ဆပရိကအကြောင်းတရားကိုဆုတ်ကင်မိတယ် วิเศษဆိုတာအကြောင်းတရားပြိက္ခာဆိုတာအဋ္ဌညာနဲ့ဆုတ်ကင်မိလိုက်တယ်အဲ့ဒီကြတော့တန်တရားတွေကင်းသွားတယ်ဘာတန်တရားတွေကင်းသွားတော့ဆိုအကြောင်းရှိလို့ဒါတွေဖြစ်နေတာပါလားမမကန်နဲ့အကြောင်းတွေကိုမစဉ်းစားဘူးရှေ့ရခင်ကတော့တကောရှင်သူကဖန်တီးထားသလိုလိုစိတ်ထဲမှာထင်ရတယ်ပေါ့နော် ພັນເຊງກະພັນເຊງຖ້າໂຕໄສເທມາຖິນຍາໂຕຫມູອະຈောင်းແມ່ໂຕຜິດຈິນໂຕຜິດໄດ້ເລລູໄສກະຖິນໂຕຫມູຕັ້ງມັດແຊ່ຊິໄດ້ອັນໃດຈຸດິນຕັ້ງມັດແຕ່ອັນໃດຜິດໄດ້ເລລູເລໄສກະຖິນຍາຊາຍາຊາຍາອະຈောင်းນີ້ໂຊກໄກມີໄລຖານແດ່ດຽວໃດແນ່ອໍເອີ້ອັນໃດບໍ່ຮູ້ບາລາພັນເຊງຊິນແລ້ວບໍ່ໃສ່ຫູອະຈောင်းແມ່ຜິດດັນແລ້ວບໍ່ຮູ້ ကျိုးတင်သတ်မှတ်ချက်အရလည်းဖြစ်တာမဟုတ်ဘူးဒီအကြောင်းနဲ့ပေါင်းရင်ဒါဖြစ်တာပဲဆိုတော့သိသွားတယ်အဲ့ဒါကြောင့်ကိုကင်ခာဝိတရဏဝိတ္တတိလို့ခေါ်တယ်ကင်ခာဆိုတာတန်တရာဝိတရဏဆိုတာကြော်လွှားတာဝိတ္တတိဆိုစင်ကြယ်မှုတန်တရာတွေကိုကြော်လွှားပြီးတော့တန်တရာတွေကိုရှင်းလိုက်နိုင်တယ်ကင်ခာဝိတရဏဝိတ္တတိ ဘသူကိုခေါ်တာတုံးဆိုပစ္စပရိကညံကိုခေါ်တာဒီအကြောင်းကြောင့်ဖြစ်နေတာပါလားလို့ဆိုတော့တေချာသိသွားပစ္စပရိကညံအဲ့တော့ဝိပဿနာလုပ်ပြီဆိုလို့ရှိရင်နမရူပပရိစီရာစာတာမညတဘာဝလက္ခဏာကိုရင်တွေ့အောင်ကြည့်ဆိုရှင်သာရိပုတ္တရာကိုမြတ်စွာဘုရားကအနုပရဝိပဿနာဟောတဲ့အခါမှာတော့ နားလဲပြီးသားပုဂ္ဂိုလ်တွေယဟန်တွေကိုခေါ်တာဆိုတော့နာမည်လေးတွေလောက်ပဲကောက်ပြသွားတယ်ချင်းကျုပ်ကအဲ့တော့ဘုန်းကြီးတို့တွေကြတော့အဲ့လိုနာမည်လေးကောက်ပြရုံနဲ့ဒီတရားကိုတွေ့မှာမဟုတ်ဘူးအော်တိတိချာချာလ ీల စူဇန်ကြည့်ကြရအောင်